ြန်မာနဲ့ဗင်နီဇွဲလားမှဒီမိုကရေစီတွက်ခုခံသူနိုဘယ်ဆုရှင်ဒေါန်ဆန်းဆုကြည်နဲ့မာရီယာခိုရီနာမာချာတို့ကမ္ဘာလယ်မှာအာနာရှင်စနစ်များပြန်လည်ခေါင်းထောင်လာတာကိုရင်ဆိုင်နေရချိန်မှာမြန်မာနိုင်ငံမှဒေါန်ဆန်းဆုကြည်နဲ့ဗင်နီဇွဲလားနိုင်ငံမှမာရီယာခိုရီနာမာချာတို့ဆိုတဲ့မြို့သမီးခေါင်းဆောင်နှစ်ဦးဟာဖိနှိပ်အုပ်ချုပ်မှုကိုစန့်ကျင်တဲ့မဆုံးမနစ်တဲ့ဒီမိုကရေစီတိုက်ပွဲရဲ့ထင်ရှားတဲ့သင်္ကေတများဖြစ်ရပ်တည်နေကြပါလေ။၎င်းတို့နှစ်ဦးရဲ့ဇလန်းတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့မတူညီတဲ့ဒေတာများမှလာပေမဲ့လည်းဒီမိုကရေစီတိုက်ပွဲအတွက်မရင်းမရိုင်းသောလူလူထောက်ခံမှုကိုဆက်လက်ဖြစ်ပေါ်စေတယ်ဆိုတဲ့ကမ္ဘာလုံးဆိုင်ရာအမှန်တရားကိုမိမောင်းထုတ်ပြနေပါတယ်။မာရီယာကိုရီနာမာချာဒိုဟာ2025ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုကိုဆုကုလိုက်ခြင်းဟာနိုင်ငံတစ်ခုစလုံးပေါ်မှာနိုင်ငံတကာရဲ့အာရုံစိုက်မှုဟာပြင်းထန်လာခဲ့ပါတယ်။ဒီဂိုမျိုးစုဟာဗနီဇိုလာမှာရှိတဲ့ဒီမိုကရေစီခွင့်ရများအတွက်သူမရဲ့မမောမပန်းကြိုးပမ်းအားထုတ်မှုကိုမြင့်တင်ပေးယုံတာမကား စစ်အာဏာရှင်ဖမ်းဆီးထိန်းသိမ်းမှုအောက်မှာရှိနေတဲ့ရင်းချမ်းရေးနိုဘယ်ဆုရှင်တဦးဖြစ်သူဒေါ်ဆန်းစုကြည်ရဲ့ခြေအနေနဲ့လဲထူးခြားစွာနှိုင်းယှဉ်ပြသလိုက်ခြင်းဖြစ်ပါတယ်။ဒေါ်ဆုနဲ့မာချော်တို့ရဲ့ခြေအနေမှာအာဏာရှင်အင်အားစုတွေဟာသူတို့ရဲ့ခေါင်းဆောင်တွေကိုနှုတ်ပိတ်ခြင်းအပြင်လူကြိုက်များတဲ့ဒီမိုကရေစီလှုပ်ရှားမှုတွေကိုဘယ်လိုဖျက်ဆီးဖို့ကြိုးစားနေတယ်ဆိုတဲ့သင်ခန်းစာတွေပဲလို့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုအထူးပြုတဲ့နိုင်ငံရေးသုံးသပ်သူဒေါက်တာအယ်လီနာပက်ထရိုဗာက ုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့စီဝေးတစ်ခုမှာပြောကြားခဲ့ပါတယ်။တဦးကကိုတိလက်ရောက်ထောင်ချခံရပြီးနောက်တဦးကနိုင်ငံရေးပိတ်ပင်ခံထားရပေမဲ့ခုခံအားပေးသူတွေအဖြစ်သူတို့ရဲ့တက်ရောက်မှုကတော့ယုံနေသွားခြင်းမရှိပါဘူးလို့၎င်းကထလောင်းဆိုးပါတယ်။မြန်မာစစ်အာဏာသိမ်းမှုရဲ့အရေးနဲ့ Nobel ဆုရှင်ရဲ့အထူးကြံပေါ်ပါမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာ2021ခုနှစ် February လအတွင်းကမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ဒီမိုကရေစီနှိကြရွေးကောက်ခံအစိုးရကိုဖျောက်ချပြီးတဲ့နောက် အတ္တမအာနာသိမ့်ယူခဲ့ပါတယ်။အဲဒီလိုအာနာသိမ့်ယူရမှာမြန်မာဒီမိုကရေစီခေါင်းဆောင်နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုပါဖမ်းဆီးခဲ့ပါတယ်။ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ဆယ်စုနှစ်များစွာကြာအကြမ်းမဖက်လှုပ်ရှားမှုကိုဥဆောင်ခဲ့သူဒေါက်ဆန်းစုကြည်ဟာထောင်ဒဏ်ချမှတ်ခံထားရပြီးအထူးကျန်ဖမ်းဆီးထိန်သိမ်းခံနေရပါတယ်။နိုင်ငံတကာတိုင်းဝိုင်းကစစ်အာဏာသိမ်းမှုနဲ့ဖိနှိပ်မှုတွေကိုပြစ်တင်ရှုံချတာပိတ်ဆို့အရေးယူမှုများရှိပေမဲ့လည်းစစ်တပ်ဟာမြန်မာနိုင်ငံသူနိုင်ငံသားများကို စာနာထောက်ထားခြင်းအလင်းမရှိဘဲအာဏာဆက်လက်ချုပ်ကန်နိုင်ဖို့လှုံ့ဆော်ရရှိပါလေ။ထောက်ခံသူတန်းပေါင်းများစွာကအမေစုလိုချစ်စနို့ခေါ်ဝေါ်ခြင်းခံရသူဒေါ်ဆန်းစုကြည်ဟာစစ်အာဏာရှင်ရဲ့တင်းကျပ်စွာထိန်းချုပ်မှုအောက်မှာရှိနေတဲ့အတိုင်းခုခံမှုရဲ့အားကောင်းတဲ့သင်္ကေတအဖြစ်ဆက်လက်တည်ရှိနေပါလေ။ဗန်နီဇွဲလာနိုဘယ်ဆုရှင်ရဲ့ဒီမိုကရေစီတိုက်ပွဲနဲ့နိုင်ငံရေးပိတ်ပင်ခံရမှုကမ္ဘာ့တစ်ပတ်ချမ်းမှာရှိတဲ့ဗန်နီဇွဲလာနိုင်ငံဟာလည်း ဒီမိုကရေစီစံနှုန်းတွေကိုချိန်ချောက်လာတဲ့စင်ခေါ်မှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။အာနာရှင်နီကိုလတ်မာဒရိုဆိုရဟာဒီမိုကရေစီအတွက်လှုပ်ဆောင်နေတဲ့ဖွဲ့စည်းတွေကိုစနစ်တကျဖျက်သိမ်းခဲ့ပြီးနိုင်ငံရေးတိုက်ခိုက်တွေကိုဖိနှိပ်ခဲ့ပါတယ်။၎င်းရဲ့အာနာရှင်ဆန်ဆန်ဖိနှိပ်မှုကြောင့်ကြီးမားတဲ့စီးပွားရေးပြိုလဲမှုနဲ့နိုင်ငံသားများအစုလိုက်ပြုံလိုက်ရွှေ့ပြောင်းနေထိုင်မှုအကျတဲတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။၂၀၂၅ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်မာရီယာကိုရီနာမာချာရိုဟာ ဗနီဇွဲလာရဲ့ဒီမိုကရေစီကိုအာဏာရှင်အားအတိုက်ခံလုပ်ပြီးမဆုံးမနစ်တဲ့စိတ်ဓာတ်နဲ့ပုံဖော်ပေးခဲ့ပါတယ်။သူမဟာ2023ခုနှစ်မှာအတိုက်ခံရဲ့သမရကိုစလေလောင်းရွေးချယ်ပွဲမှာပြက်ပြက်သားသားအနိုင်ရခဲ့ခြင်းဟာသူမပေါ်လူလူထောက်ခံမှုကိုခိုင်မာစွာတတ်သိပြခဲ့တာဖြစ်ပါလေ။ဒါပေမဲ့လည်းအာနာရှင်နီကိုလတ်မာဒရိုဆိုရကသမရယာလူဝင်ရောက်ရှင်ပြိုင်ခွင့်ကိုပိတ်ပင်ထားတဲ့အငင်းပွားပွဲအမိန့်တရက်နဲ့ချက်ချင်းပဲတံပြန်ခဲ့ပါတယ်။ ဒီနိုင်ငံရေးပိတ်ပင်မှုအပေါ်နိုင်ငံတကာရဲ့ပြစ်တင်ရှုံချမှုဟာကြီးမားခဲ့ပြီးဗနီဇွဲလာရွေးကောက်ပွဲရဲ့တမာသမတ်ကြမှုကိုပြက်စီးစေဖို့ရည်ရွယ်တဲ့လှုပ်ရက်အဖြစ်ရှုံချခဲ့ကြပါတယ်။မာချာရိုဖမ်းဆီးခံရမယ့်အန်နီယယ်ကိုရင်ဆိုင်နေရပေမဲ့လည်းသူမရဲ့တိုက်ပွဲကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ကတိပြုထားပြီးဒီမိုကရေစီမူတွေကိုကာကွယ်ဖို့အတွက်ကမ္ဘာလုံးဆိုင်ရာအတန်တခုဖြစ်လာပါတယ်။နိုဘယ်ဆုရှင်နှစ်ဦးရဲ့မဆုံးမနစ်သောခံနိုင်ရည်ရှိမှုများနိုဘယ်ဆုရှင်များဖြစ်ကြတဲ့ဒေါ်ဆန်းစုကြည်နဲ့ မာရီယာကိုရီနာမာချာဒိုရဲ့ဇလန်းတွေဟာ၎င်းတို့ရဲ့ချက်ချင်းလန်ငယ်ခြေနေများမှာကွဲပြားပေမဲ့လေအာနာရှင်ရဲ့စနစ်ကျတဲ့ပြည်နှင်းမှုတွေကြားကလူမှုအတွက်ဒီမိုကရေစီရရှိရေးတက်ပွဲဝင်ရန်တတိနဲ့ဆွမ်းအားများကိုပြသလျက်ရှိပါတယ်အမျိုးသမီးနှူးစလုံးဟာမိမိတို့ပြည်သူတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ဒီမိုကရေစီအုပ်ချုပ်ရေးအတွက်တရားဝင်မျှော်မှန်းချက်တွေကိုကိုးစားပြုပါတယ်လို့ဒေါက်တာပက်ထရိုဗာကထပ်လောင်းပြောကြားခဲ့ပါတယ်သူတို့ရဲ့ပုံမြင်ချင်းတူညီနေတာကတော့ မရင်းမရိုင်ခံနိုင်ရရှိမှုပဲဖြစ်ပါတယ်လို့ဒေါက်တာပက်ထရိုဘာကဆိုပါတယ်။မြန်မာနိုင်ငံဟာဆေးအုပ်ချုပ်ရေးရဲ့လက်အောက်မှာဆက်လက်ရှိနေပြီးဗနီဇိုလာဟာမဒရိုဆိုရရဲ့ရွေးကောက်ပွဲအတားဆီးများကိုရင်ဆိုင်နေရချိန်မှာကမ္ဘာကြီးကစောင့်ကြည့်နေပါလေ။မာချာဒိုရဲ့နိုဘယ်ဆုရရှိခြင်းဟာဂုဏ်ပြုဆုတစ်ခုအဖြစ်သာမကပဲဒီမိုကရေစီအတွက်ကမ္ဘာလုံးဆိုင်ရာဂရိကဝတ်နဲ့၎င်းကိုထောက်ခံသူရဲရင်တဲ့ပုဂ္ဂိုလ်တွေကိုအာဏာရှင်စနစ်တွေက အပိတိုင်နှုတ်ပိတ်နိုင်မှာမဟုတ်ကြောင်း ပြတ်သားစွာသတိပေးချက်တခုလည်းဖြစ်ပါလေခင်ဗျာမြန်မာစစ်အာဏာသိမ်းမှုရဲ့အရေးနဲ့ Nobel ဆုရှင်ရဲ့အထူးကျန်ဘဝ